ရှောင်းဘက်လုံးဝမရှိတဲ့ VIP အလုံးဝမင်္ဂလာပါခင်ဗျာ။အိုင်နေစီကကနေကြိုဆိုလိုက်ပါတယ်။ကျွန်တော်ရှောင်းဘက်မရှိ VIP ကြောင့်ကျွန်တော်ခုနေ့တက္ကပြောပြီးပြီ။ဒါမနက်မှဆို Premier League, La Liga, Serie A, Bundesliga ဒါတွေပြန်စားတော့မှဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်။ကျွန်တော်ပြန်နှုတ်ပေးတာပါ။ဒါကြောင့်ဒီဗီဒီယိုလေးကိုရလိုက်တာပါ။ကျွန်တော်ရှောင်းဘက်မရှိ VIP ကစားမယ်ဆိုကျွန်တော် Premier League, La Liga, Serie A, Bundesliga ပြင်သစ်လီဂ1 ဒီလီဂျင်းကားလီမှာပဲကျွန်တော်ရှုပ်ပွဲမရှိပြန်ပြီးကစားလို့ရတယ်ဗောနော်ကျွန်တော်ပရမပီယိုတင်တဲ့ရက်ကနိုင်ငံပွဲတွေကစားနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ဘာသာရေးကျွန်တော်လာဆက်သွယ်တယ်ဒါပေမဲ့ကျွန်တော်တို့မကစားနေသေးဘူးဗောနော်ဒီနေ့မှာဆိုလို့ဗောနော်ကျွန်တော်ဒါပြန်အပြီးပေးတဲ့သဘောပါโอเคတော့ရှုံးမမရှိပြန်ပြီဘယ်လိုကစားမလဲပေါ့ကျွန်တော်ခုနကပြောထားသလိုပါပဲနောက်ကြပွဲကစားရပါမယ်ကျွန်တော်ပရီးမီးယားလီဂါစီးရီဘွန်ဒက်လီဂါပြင်သစ်လီဂ်ကဒီလီးတွေက အသင်းရဲ့နောက်ကျပွဲကိုကစားမှဖြစ်ပါတယ်ဥပမာဆိုပါဆိုဗျာဟိုကျွန်တော်မနက်ဖြန်ဆိုရင်ကျွန်တော်ပရီးမီးယားလိမှာဆိုရင်ကံမှာ9နာရီခွဲကကံမယ်ပြီးတော့17နာရီကံမယ်17နာရီကအာဆင်နယ်နဲ့ဖူဝင်လားမသိဘူးတကယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒါဖူဝင်နောက်ဆုံးပွဲပေါ့နော်အဲ့တော့ကျွန်တော်တို့17နာရီအာဆင်နယ်နဲ့ဖူဝင်နောက်ဆုံးပွဲကိုကျွန်တော်ကစားမယ်ပရမပွဲအချိန်တွေကိုကျွန်တော်ကစောင့်ကြည့်မယ်ပေါ့နော်ဒီလိုနည်းနဲ့ကျွန်တော်တို့ကစားမှဖြစ်ပါတယ်အဲ့တော့ဘာသာလို့ကပြီးတာတချို့အရာပြောတယ်အဲ့ဒီအဲ့ဒီကဗီဒီယိုမှာလည်းဘယ်လိုပြောရမလဲရှုံးပွဲမရှိအောင်ဘယ်လိုကစားမလဲပေါ့နော်မဖြစ်နိုင်ပါဘူးဗန်လားဆိုဘာသာလို့ကျွန်တော်ပြောမယ်ကျွန်တော်တို့တစ်လရက်30ရှိရဆိုပါဥမာဆိုပါဆိုဗျာ ားပွဲ20ကစားရဲဆိုပါဆိုကျွန်တော်တို့16ပွဲလောက်ထိနိုင်မယ်ကျွန်တော်နှစ်ပွဲလောက်တော့ဘယ်လိုပြောရမလဲဟိုကြားကောင်းကြားနိုင်တယ်ဒါနှစ်ပွဲပဲเนาะကျွန်တော်ပြော16ပွဲလောက်ကြီးကျွန်တော်တို့နိုင်ုံနိုင်ရမယ်ဘာကြောင့်လဲဆိုတော့ဘရဒါကျွန်တော်ဒီရောက်လေးလာခဲ့တာအချိန်တခုဖြစ်နေပြီအခုချိန်မှာတော့ချပြသိမ့်ပြီး လုံးပြင်းနေပြီကျွန်တော်ကတော့လုတ်ခရဖြစ်တယ်။ဒါကြောင့်လဲဆိုတော့ဒီအပေါ်မှာကျွန်တော်အများကြီးရင်းနှီးခဲ့တယ်၊ညှုံ့နှံခဲ့တယ်၊ပိတ်ဆက်ခဲ့တယ်ပေါ့နော်။ဒီအနေနဲ့တစ်ဆင့်မှာကျွန်တော်ပြီးခဲ့တဲ့ flow ဖြစ်တယ်။ဒါဘရဒါဖွင့်နေမှုတခုလည်းမဟုတ်ဘူး။ဘရဒါတို့ပုံမှန်ကျွန်တော်ဘူယာမီဆော့ရဆိုဘရဒါလည်းရှုံးနေကျွန်တော်လည်းရှုံးနေဘရဒါကျွန်တော်ဘူယာမီပုံမှန်ထုတ်တယ်။ညာတိုင်းနိုင်လေဘရဒါချိုးညာဆိုနေရက်ဆက်ဘူယာမီကြရညာတော်ရှိတယ်။ဒါမလို့ဆိုင်ဘူးလေ။ဘက်တစ်စတာရောညာတိုင်းနိုင်တယ်။ဘရဒါတို့ရောညာတိုင်းနိုင်တာမနိုင်ဘူးလေ။ဟုတ်တယ်မလား။ဘာလို့လဲဆိုတော့သူကမသိဘူးဘရဒါအမှောင်နဲ့ခဲ့ပြီ။မှောင်နဲ့ခဲ့ပြီဆိုတော့ဖွင့်နေမှုတခုလည်းလုံးောက်လား။ လုံးလုံးတဲ့သူအကုန်တိုင်းနေမှာပေါ့ဗလာဒါလူတိုင်းသိရဗလာဒါဟုတ်တယ်မလားကျွန်တော်ပြောလုံးလုံးတာမလုံးလောက်ဘူးလေပြီးတော့ဗလာဒါကျွန်တော်ပြောမယ်ကျွန်တော်ကကြာဖွင့်လင်းမှုဒါသူတို့လက်ရှိဘောင်သူတို့အမှတ်ပေးအမှတ်ပေးဇင်ရမှာယက်တီမှုဟုတ်လားသူတို့နောက်၅သိန်းဗာနဲ့ကံပဲပရမ၅သိန်းပရဆက်စသဖြင့်ဒီလိုဟာတွေအခြေအနေတွေထိုးသားပါဆိုင်ဒီအခြေအနေတွေကိုကြည့်ပြီးတော့ကျွန်တော်ခံမှန်းပြီးလောက်ရတာအမှောင်နဲ့ကပြနိုင်နေညာရှိသလိုရှုံးနေညာလည်းရှိရယ်ဘယ်သူမှနေလဲနိုင်မပြီးဘူးဘရဒါလည်းမနိုင်ဘူးကျွန်တော်လည်းမနိုင်ဘူးဒါမှမဟုတ်တရားပဲကျွန်တော်လည်းဘွန်ဗီဒီယိုထုတ်ပေးမယ်ဘရဒါကျွန်တော်ကြားရပါပဲ တော့ကျွန်တော်အများနဲ့ဒီဘွေမီတီထုတ်နေတယ်ကျွန်တော်အများနဲ့လေ့လာကျွန်တော်ကဘာသာကိုအကုန်လုံးသိပြီးသားကျွန်တော်ဗီဒီယိုကြည့်ရဆိုတည်းကျွန်တော်ကိုယ်တိုင်းစသားရကျောင်းပြလာဘရဒါတစ္စတာမမကြီးကိုမဲ့လို့ဆိုပြီးကျွန်တော်လောက်နေတာမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်းကစားပြီးကျွန်တော်ဒီကနေ net profit တစ်ခုလိုချင်လို့ကျွန်တော်ကစားတယ်အဲ့ဒီမှာကျွန်တော်ကစားနေမှာကျွန်တော်လိုမျိုးစိတ်ကူးရှိတဲ့လူကျွန်တော်လက်တွဲပြီးခေါ်သွားလို့ရမယ်လို့ရှိရင်ကျွန်တော်ခေါ်လို့ရအောင်ကျွန်တော်ဒီတစ္စတာလုံးကိုလုပ်တာဖြစ်တယ်မမလာပြီးမွယ်လဲဂျင်းဆိုင်အဲ့တော့ပြောချင်တာဟိုနေ့ကဆိုကျွန်တော် တူဘလောက်လဲဘာညာမေးပြီးတော့ကျွန်တော်အော်ဘာညာနဲ့လောင်းလို့ပြောင်းလို့ emoji တွေနဲ့လောက်သွားရပါတော့စောင့်ဝင်စားဦးကျွန်တော်ပြလက်မွေးနဲ့မလို့ချင်းဟိုဘလို့ကမပေါ့ဝင်အောင်ပြီးဒီလိုပဲနိုင်နိုင်ရှုံးလိုက်နေတန်တရာလဲနေတဲ့ဘောမှာပဲနေဟိုကိုကိုတိုင်းလည်းမစူးစမ်းမလေးလောက်သူများစူးစမ်းလေးလောက်ပြီးတဲ့အသေးဖွင့်ကိုကြာတော့လဲခက်ပေါ်ပေါ်လို့ချင်းတဲ့ကောင်ကလည်းရှိသေးတယ်ဆိုတော့အဲ့လိုမျိုးပဲကျွန်တော်ကျွန်တော်ကမှမရောက်ပါဘူးလက်မွေးပါနဲ့ကျေစုလည်းမတင်ပါဘူးလာဝယ်လို့လဲโอเคတော့ကျွန်တော်ကတော့နောက်ကျဝယ်ကစားတာဘာဖြစ်လို့ကျွန်တော်တို့က ရှုံးမရှိအောင်ကစားလို့ရတယ်ပေါ့ဘလောက်ဘာဖြစ်လို့ဒီပွင့်၂၀လောက်ကစားရအောင်ပါပဲ၁၈ပွင့်လောက်ကြီးနိုင်လဲဆိုတော့တတရဲ့ကျွန်တော်ပြောပြမယ်ဘလုံးဆိုတာဘာသာ operation တစ်ခုထဲမှာလင်နေတဲ့တင်းတစ်ခုပဲဒီလားနော်ကျွန်တော်လုံးဝဆိုရင်မင်းက management မင်းက advertising မင်းက marketing စသည်ဖြင့်ထောင်နေများများဟိုဘယ်လိုပြောရမလဲလုပ်ငန်းသူ့ဖောက်လုပ်ငန်းအရာအကုန်လုံးခွဲထားတယ်လုပ်ငန်းသဘောအရာအကုန်လုံးခွဲခွဲချက်ထားတယ် ဒီလိုပဲပဲသူတို့ကိုလည်းဒီအပင်းလာမှာဆိုတာပြင်းပြနေမှာဆိုအသိ20ရှိတာသိ20တော့တာလုံးကြည့်လဲလို့မရအောင်ဟာငါသိတယ်ငါကန်ရင်ဆိုင်ကကန်လို့မရဘူးလို့ပြောတာဒီရက်ဘောလုံးတင်းဆိုတဲ့ဖိပါဆိုတဲ့ဟာကြီးလောက်အောင်မှာပဲသူကရှိဖိပါထောင်အောင်လာကစားသမားတန်မိုးတွေတွက်ကြည့်လိုက်အောင်ဘာသာလည်းကားနေမိသားစုတဲ့ဒီကစားသမားတယောက်ကိုအဲ့ဟိုဘယ်လိုပြကိုယ့်ဘာအမျက်ဆုံးမကြည့်ပဲဘာသာပတ်စံပေးပြီးတော့ကိုယ့်ပတ်စံအိန္ဒိယဆက်ပြီးဘာသာခေါ်ထားမှာမခေါ်ထားဘူးလေဘယ်သူကခေါ်ထားမလဲကျွန်တော်ရိုနယ်ဒိုရဲကြတယ်ကျွန်တော်ရိုနယ်ဒိုခေါ်ထားပါလားကျွန်တော်ပတ်စံရှိလို့ခေါ်ထားပါဆိုတော့ကျွန်တော်မခေါ်ဘူးလေဘာလို့ကိုယ်လည်းမိသားစုတဲ့ကြည့် ဟုတ်တယ်မလားဒီသူကပဲတော့ဒီပြီးပဲအောင်မှာဖွဲ့သေးရှိရသူကဘာသာသူတို့ကတင်းတစ်ခုထဲမှာအတူတူနေရတာဟုတ်ပြည့်တဲ့စိတ်ဝင်စားအောင်သူတို့ဖြော့ပြပေးရတယ်ရုပ်တမှုငါရရအောင်ဒီရုပ်တန်နေပြီးတော့ကြည့်တဲ့လူတွေစိတ်ဝင်စားအောင်လည်းဖြော့ပြပေးရတယ်ဟုတ်ပြည့်တဲ့အတွက်ဖြော့ပြပေးရတယ်ပြီးတော့သူတို့ကစုံစမ်းတာပေးတဲ့ကုမ္ပဏီရှိတယ်သူတို့စုံစမ်းတာပေးတဲ့ကုမ္ပဏီအမျက်ဆုံးရအောင်လည်းသူတို့လုပ်ပေးရတယ်အကုန်လုံးဒီကစားသမားတွေကပဲလုပ်ပေးရတာဒီကကျန်တဲ့လူဘယ်သူမှလုပ်ပေးနိုင်မှာမဟုတ်အသေးမှန်ကြီးပိုင်တာပဲရှိတယ်အဲ့ဒါလေးကိုလုပ်ပြီးစီမံအပေါ်နေနည်းနည်းစီမံခံွက်ပေးလို့ပဲရတာ တကယ်လို့ပြရတာကသာသမားတွေအဲ့စဉ်းစားကြည့်ဘယ်လိုကျွန်တော် brother ဆွန်လာပေးမယ်မိတ္တကြီးတွေပတ်သက်ကြတယ်မရဘူး brother အကုန်ခံပြီးဆွန်လာပေးရမှာမပေးနိုင်ဘူး brother ကျွန်တော်ပြတူလည်းဒီအုံမျိုးဒီချုံထွင်တာလေဟုတ်တယ်မလားသူတို့အတွက်အမြဲဆုံးတစ်ခုခုရှိတယ်ဆိုလို့သူတို့တွေသူတို့ရဲ့ image တစ်ခုဒီကနေပြီး profit တစ်ခုထွက်မယ်ဆိုတာသိလို့သူတို့တွေဒီဟာကိုဆွန်လာပေးရအဲ့လေမိတ္တသက်သက်ကြီးဘယ်သူမှပေးမှာလဲမပေးဘူးလေဟုတ်တယ်မလားကျွန်တော်ပြောအဲ့လိုအသေးမှန်နေအောင်အမြဲဆုံးအများကြီးမရဘဲနဲ့ ဒီကစားသမားတွေကိုသူဘယ်ရကနေကိုဝယ်မှာလဲသူ့ရဲ့ဆက်ဆိုင်ကိုဝယ်မယ်ထဲလို့လားမှတ်ထားလိုက်ဟိုမပြေလဲလူကမှလောက်ရင်လုံးမယ်ဖီဂျန်နာတွေကသူတို့အိတ်ကတည်းကတစ်ချက်တောင်အပဲ့ခံတဲ့ကောင်းနေမဟုတ်ဘူးနော်ဟုတ်ပြီအဲ့တစ်ချက်ပြီးတော့ပြေးသက်တရားဘရသာဖြောပြေးမှုမရှိရလားကြည့်မလားဒါသာလေတနေ့လာရတာဥမာဆိုမွန်ရီကိုကစားကွက်မျိုးနောက်တန်းမှာပဲပိတ်ဆို့မွန်ရီကိုနဲ့စီမွန်နေတဲ့တွေ့ရင်သာသာပြေးသက်တွေပါပြေးဘောလုံးဝကြီးအိတ်ငိုက်သွားမှာပေါ့ သူတို့မှကြည်မှာမဟုတ်တော့ဘူးဒါကြောင့်မလို့ပြောတာတိတ်တက်တွေလည်းဖြောပြပြရသေးတယ်ရံပွဲတွေလည်းဖြောပြပြရသေးတယ်သွင်းကိုတွေလည်းဖြောပြပြရသေးတယ်ဒွပယ်တွေစကေးတွေလည်းဖြောပြပြရတယ်နော်ဒါပေမဲ့ဒီလိုမျိုးစိတ်ဝင်စားအကုန်လုပ်ပြရတာဒါမှကစားသမားတွေကလည်းပြတာသူတို့ကမလို့ခုဘလုံးကိုင်းနဲ့ဘီဂျင်နာဖြစ်သွားရဲဆိုပေမဲ့တော့မဖြစ်တာဖြစ်တာပဲဘာကြောင့်ဖြစ်တာလဲဒီဘလုံးကစားမှဖြစ်တာဒီကောင်တွေကလည်းပြောကြတာဒီကောင်တွေကလည်းတည်ပြီးသားဘာလို့ ဒီဘုံကရင်ပတ်စံရဖို့အတွက်ပေးသက်တွေကိုဒီလိုလုပ်ပေးရမယ်။ငါတို့စုပေါ်မှာပေးထားတဲ့ကံမီတွေအတွက်ငါဒီလိုလုပ်ပေးရမယ်။ငါတို့အသေးမှန်ရှိပြန်ငါတို့ဒီလိုလုပ်ပေးရမယ်ဆိုတဲ့အချက်တွေကသူကထည့်ထားတာ။ဒါမှလည်းသူလူလဲအဆင်ပြေပြောပွက်ကြည့်တဲ့လူလဲအဆင်ပြေဒီလိုမျိုးသွားကြတာ။အဲ့တော့ဒါကြီးကကုမ္ပဏီကံမီတစ်ခုကပြတာရဲ့ဟိုအလိုပဲ။အဖွဲ့အစည်းတစ်ခုလိုပဲ။ဂျုံတစ်ခုမှအလုပ်လုပ်နေတဲ့လူအတူတူပဲ။မင်းက marketing မင်းကဟာလား။မင်းက advertising ၊ငါက management ပေါ့အစ်စတဘာမှာ။ဆိုပါတော့ဒီလိုသဘောမျိုးပဲသွားတာ။ဟိုရလုပ်လို့မရဘူး။ ဲ့တော့ပြောချင်တာကျွန်တော်တို့ဒီနောက်ကျဘောကစားမယ်ဆိုတာကျွန်တော်ဆိုလိုရင်းပြန်လာမယ်ဒါတော့ရှင်းပြလိုက်ရပါတယ်အဲ့တော့ပြောချင်တာကျွန်တော်တို့ဒီနောက်ကျဘောကစားဆိုပထမဘွဲရဲ့ကျွန်တော်အခြေအနေကိုကျွန်တော်ကသုံးသက်ချက်တာသုံးသက်ပြီးအဲ့အခြေအနေရဲ့သုံးသက်ချက်ကနောက်ကျဘောမှာတွားပြီးအများကြီးတက်ရတယ်ဒါကကျွန်တော်ဒီရအောင်ကျွန်တော် လေ့လာခဲ့တာအများကြီးကြားတယ်ကျွန်တော်ပုံမှန်ဒုံကြီးပဲမသွားချင်ကျွန်တော်အမြဲတမ်းလေ့လာဆန်းသက်တယ်အမြဲတမ်းပိုကောင်းမဲ့အရာကိုပဲတွေးရတယ်ကျွန်တော်ပူပြီးကိုယ့်ပဲအဆင်ပြေမဲ့အရာကိုပဲကျွန်တော်ကတွေးရတယ် ဘယ်တော့မှဟိုဘယ်လိုပြဒီညမှာပဲရက်နေမဲ့ခါမျိုးမဟုတ်ဘာသာအချိန်နဲ့ပြရပြီးလုပ်မယ်ကြတဲ့ညကြမယ်နိုင်တဲ့ညနိုင်မယ်ဒီလိုမျိုးကျွန်တော်မသွားဘူးကျွန်တော်ကိုယ်တိုင်ကစားတာဖြစ်တဲ့အတွက်ဘာသာရေးကျွန်တော်ဒီနေ့ဥမာဆိုပါဆိုကျွန်တော်15သိန်းထိုးတယ်ရှုံးတယ်မနက်က15သိန်းပြန်ထိုးတယ်နိုင်တယ်ဘာလို့လဲဘာမှမထိုးဘူးလေဒါဒါပဲတန်မြာလဲနေဟုတ်လားအတည်းဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ဒီလိုပဲဖြစ်နေအဲ့တော့ကျွန်စင်းလာဟာဘယ်လိုထက်လို့ရမလဲဒီဘုံလုံးကဒီလိုအတင်းတစ်ခုဆိုတာငါသိတာလေဒါကြောင့်မို့ဒီကနေငါဘယ်လိုမျိုးပြန်လုပ်လို့ရလဲကျွန်တော်တွေးတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်အဲ့ အဟာကိုကျွန်တော်အများကြီး test လုပ်တယ်စမ်းသပ်တယ်ဗောနော်ကျွန်တော်အများကြီးစမ်းသပ်ပြီးတဲ့အခါမှာကျွန်တော်ဒီရာကိုငါချက်ပြသိပြီအားလုံးသိပြီထင်တယ်အဲဒါကြောင့်ငါ test လုပ်ကနေအနားမြုပ်ခင်မှာဘာနဲ့လက်တွဲနေလဲလို့ရှိရင်လက်တွဲလို့ရအောင်ဆိုပြီးတော့ကျွန်တော် share တဲ့သဘောပဲဝင်ကြီးဝင်မြင့်ကြီးလေးကျော်ပြမစားဘူးကျွန်တော်တခါလေးပြောပါဦးမယ်မှန်လားမဟုတ်ပါဘူးတလားတာတို့တစ်ပတ်တာတို့အပွဲကိုမခေါ်ပါဘူး နော်ကျွန်တော်ခေါ်တဲ့ပွဲတွေဒီရိုးတနေကျော်9နိုင်10နိုင်ဟုတ်လား9နိုင်10နိုင်17နိုင်10နိုင်ဘယ်ပွဲဖြစ်ဖြစ်ဒါတိကကျွန်ပုံမှန်ကစားနေတဲ့ပွဲတွေပဲကျွန်တော်တို့တစ်ပတ်စာတစ်လစာရပါတယ်အပွဲတွေကဒီကျွန်တစ်ပတ်စာတစ်လစာတွေမှာခက်မပေးပါဘူးပြီးတော့တပွဲကို3တောင်းနဲ့ပဲရောင်းပါပါကြိုက်မှာဘောကမကြိုက်မွဲပါနဲ့ဟိုပောက်ပေးမရောင်းပါပောက်ပေးမရောင်းတော့မရောင်းမိတ်သေးတော့မဟုတ်ဘူးကျွန်တော်เนี่ยတနေစားတွေအများကြီးတော့အများကြီးရှိတယ်ကျွန်တော်ပြရှင်းရေးလေအဲ့ပောက်ပေးမှာမှာကျွန်တော်တို့ ပေါက်ပေးမရအောင်ဆိုတာတဏ္ဍစာရရဲများတော့ပါကျွန်တော်ခန့်ကခံပြီးဖြတ်ဖက်တိုက်ကိပြီးမထည့်ရသေးလို့မိုးချုပ်သွားလို့ပါမနေ့ကြပြေးမယ်တော့ပွရအညကြပြေးနိုင်တယ်မနေ့ကြောက်ကြောက်တော့ပဲရောက်ရောက်မှ၃ရက်လောက်မှာပြန်ပေါ်လာတယ်ကိုလည်းမတောင်းပါဘူးဘာလို့လဲသူရဲ့သုံးလုံးရတော့ကျွန်တော်ချမ်းသာသွားမှာစဉ်းစားလေးဘာမှဖြစ်သွားတာမှမဟုတ်တာဆိုတော့ဗျာဒီကကျွန်တော်မရောက်ပါဘူးပေါက်ပေးလည်းမရအောင်မရအောင်ဆိုတာလေကျွန်တော်ပြောပြကြကျွန်တော်ရောင်းပေးခြင်းခဲ့တယ်ဒါမဲ့ဒီလိုမျိုးတွေလူဘာဝလို့မရောင်းပေးတာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ မမမကောပေါ်ပေးမရအောင်တပွဲကိုတခါကြည့်ရမယ်တပွဲကို၃000နဲ့ရောင်းတာပါပွဲကြခဲ့အစားရပါမယ်ပွဲအစားပြန်ရမယ်ဒါပေမဲ့ပွဲမကြအောင်ကျွန်တော်ဘက်ကအများကြီးအဆိုင်မယ်ကျွန်တော်ပြောဆိုတယ်ဘရသာပွဲနဲ့ဆယ်ပါနှစ်ပွဲလောက်တော့ထိကောင်းထိလိုက်တယ်ဘာလို့လဲဆိုတော့တခါတည်းတချို့ညနေမှာအရင်အရေးကြီးတဲ့ညနေမှာဒီသူတို့ ဘယ်လိုပြမလဲသူတို့စီစဉ်မှုလေးအနေနဲ့လွှဲချုပ်မှုလေးတွေဖြစ်တတ်တယ်အခါတလေမှာဒီစက်ကနှစ်ပွဲလောက်တော့ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ပွဲကပွဲနဲ့ဆက်ကစားပြီးဆက်ချစ်ပွဲတွေနိုင်ပြီးနှစ်ပွဲလောက်ကြာတာဒါသာအနေနဲ့အဲ့လောက်ကလေးမှဘယ်လိုပြမလဲဟိုအမားယုံလေးမခံနိုင်ဘူးဆိုတော့ထွက်သွားလိုက်ဘယ်လုံးမှဖြစ်ဖြစ်သာသာအမှန်အကုန်လုံးအမြဲတမ်း all အမြဲတမ်းမှန်မနေဘူးတခါတလေမှာမှားတာလေးတော့ရှိကောင်းရှိမယ်ဒါကြောင့်ဒါကတော့နားလေရမယ်ဒါကြောင့်ကျွန်တော်ပြောပြတာပွဲနဲ့ဆက်ဆိုရင်ဆက်ချစ်ပွဲလောက် ကိုယ်ဘက်မှာရှိတယ်။ဘိုင်ဒီတိုင်းပါဆက်ကိုယ်သက်ကိုရရတယ်ရှိတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီရာလေးစားပြီးပြီး test လုပ်ပြီးပြီးကိုယ်တိုင်လည်းစမ်းသပ်ထားတယ်။ဒါကြောင့်မို့လို့ဗာပြီးတော့ကျွန်တော်ကိုယ်တိုင်ကစားရအောင်ပရသာချမသူများတို့ဒါသာမှန်ပါကြည့်မှတ်ပြီးတော့ကျွန်တော်ဘယ်လိုပြမလဲလှုပ်လှုပ်စားနေဟာငါရှိလာဝင်မှဆိုမဲ့ကောင်မျိုးမဟုတ်ဘူးနော်။ကျွန်တော်အပြင်တိုင်းမှာကျွန်တော်တင်ထားတယ်။နောက်ပိုင်းဆိုကျုံတာ။နောက်ပြီးတော့နောက်ကြောက်ပိုင်းဆိုကျွန်တော်အဝတ်ကောင်နဲ့ပြေပေးတဲ့မှာကျွန်တော်ထည့်ပြီးသားအပြည့်။နားလည်လားဘူး။ဆိုတော့ကြိုက်ကမှ လာပါ join မှာအရေးတော်ကြီးမြတ်ပါလေ join နေတယ်ဆိုရင်ကျွန်တော်ရဲ့ဗန်မန်တဲ့ဒီမှာဖုန်းနံပါတ်က3963လုံး6888 73လုံးပါနော်6888 3958 5ဖြစ်ပါလေဗန်မန်တဲ့ဒီကဖုန်းနံပါတ်ကဆက်သွယ်လိုက်ပါကျွန်တော်ပြောတဲ့အချက်တွေကိုကိုင်းကြည့်ရဆိုရင်ဆက်သွယ်ပေးပါဒါတော့အနေနဲ့နောက်ကြောက်ကစားမှာဖြစ်တဲ့အတွက်ကြောင့်အစောကြီးလို့မရအောင်တော့တတ်တာ အပြင်တိုင်းကစားလို့မရအောင်နော်အဲ့ဒါမေးလို့ကโอเคအဓိကအရေးကြီးပါလေအစောရေးလို့မရဘူးအပြင်တိုင်းကစားလို့မရဘူးကျွန်တော်အပြင်တိုင်းဆိုတော့ဆယ်နှစ်ရီဆယ်တနှစ်ပြေးတာတော့ကျွန်တော်ညဟိုအမညတစ်ချက်ဒီဘွဲ့ဆိုကျွန်တော်ညဆက်နှစ်ခွဲကျော်မှပြေးပါတော့အဓိကကစားရမှာလည်းဖြစ်တယ်နော်ကျွန်တော်ပြောပြတာမေးလို့အဲ့ဒါအဲ့ကဲမပြောပြဘူးအဓိကကစားရမှာညတစ်ချက်ဒီကဲမယ်ဆိုကျွန်တော်ဆယ်နှစ်နှစ်ခွဲဆယ်နှစ်နှစ်40မှာပွဲပြေးပါ ။အဲ့လိုပဲည7နာရီကံပဲဆို7နာရီ7နာရီခွဲ7နာရီ40မှာပွဲပေးမှာဖြစ်တော့အတွက်အပြင်တိုင်းကြီးအစိုးရအိတ်တွေဆိုအဆင်မပြေပါဘူး။ကျွန်တော်နောက်ကြပွဲပဲစားရင်ဖြစ်ပါလေ။အားလုံးကျေးဇူးများကြီးတင်ပါတယ်။